မြေယာကိစ္စနဲ့ပတ်သက်ပြီးလက်စားမှုတွေရှိခဲ့တယ်လို့ဆိုတာတင်းစားရှင်းလင်းမှုပြုလုပ်ခဲ့တာကြောင့်ခြေချုပ်နဲ့ခံဝန်အပ်ဥပဒေနဲ့တရားစွဲခံထားရတဲ့မိုက်ကယ်ကျော်မြင့်ရဲ့အမှုအတွက်ဂျွန်လ28ရက်နေ့ကမြောက်တကုံတရားရုံးမှာတရားလူပြတ်သက်တွေတွေကိုဆက်လက်စစ်ဆေးခဲ့ပါတယ်။အဲ့ဒီရုံးချင်းဟာမိုက်ကယ်ကျော်မြင့်ကို၅ချိန်မြောက်ယုံထုတ်တာဖြစ်ပြီးတရားလူပြတ်သက်တွေသုံးဦးကိုစစ်ဆေးခဲ့တာဖြစ်ကနောက်တစ်ချိန်ရုံးချင်းကိုတော့ဇူလိုင်လ၄ရက်နေ့ကိုပြန်လည်ချိန်ဆိုခဲ့တယ်လို့သိရပါတယ်။ လက်ရှိအချိန်မှာတရားလိုပြတ်သက်တွေ9ဦးစစ်ဆေးပြီးသွားတာပဲဖြစ်ပါတယ်။မိုက်ကယ်ကျော်မြတ်ဟာမြောက်တကုံရဲစခန်းမှာ2014ခုနှစ်ကပြည်ပအလုတ်ကင်ဆိုင်ရာဥပဒေပုံမှန်26အရထောင်ဒဏ်တရက်နဲ့ငွေဒဏ်15သိန်းပေးဆောင်စေဖို့နဲ့ငွေဒဏ်ပေးဆောင်ခြင်းမရှိပါကထောင်ဒဏ်6လကျခံစေဖို့အမှု2015ခုနှစ်မှာပြည်သူ့ပိုင်ပစ္စည်းကာကွယ်ရေးအဥပဒေပုံမှန်61အရ အလုံနဲ့ထောင်တန်းတနည်းကြခံစေဖို့ဆိုတဲ့အမှုတွေရှိခဲ့ပါတယ်။ဒီအမှုတွေနဲ့ပတ်သက်ပြီးပြင်ပမှာရှိနေပါကရရွာအေဂျင့်တရားရေးနဲ့တရားဥပဒေစိုးမိုးရေးကိုထိခိုက်စေနိုင်တဲ့အပြုအမူတွေဆက်လက်ကျူးလွန်နိုင်တယ်ဟုဆိုကရက်ွက်အုပ်ချုပ်ရေးမှုကအေးအေးယူပေးဖို့အတွက်တိုင်တန်းခဲ့တာကြောင့်ဂျွန်လ3ရက်နေ့ကမြောက်ဒဂုံမြို့မရဲစခန်းမှာဖမ်းဆီးစစ်ဆေးခဲ့တာပဲဖြစ်ပါတယ်။ဒါအပြင်မိုက်ကယ်ကျော်မြင့်ကိုတာမွေမြို့မရဲစခန်းကပုံမှန်19နဲ့ပတ်သက်ပြီးတရားစွဲဆိုထားမှုလည်းရှိခဲ့တာကြောင့်ဂျွန်လ3ရက်နေ့မှာပဲကြောက်တရားမြို့နယ်အတွင်ဖမ်းဆီးပြီးခံဝန်နဲ့လွတ်ပေးခဲ့တယ်လို့သိရပါတယ်။ဂျွန်လ2ရက်နေ့က တောင်မွေမြို့နယ်ကြိုက်ကဆန်အားကစားကွင်းအတွင်ဟစ်တိုင်အနီးမှာဘိုဘာတူးတံမိုးမြတ်တာအင်ယာစီမံကိန်းအပိုင်းနှစ်ကိုအကောင့်ထဲပေါ်နေတဲ့မြေယာကိစ္စတွေနဲ့ပတ်သက်ပြီးသတင်းမီဒီယာတွေကိုရှင်းလင်းပြောကြားမှုပြုလုပ်ခဲ့ပါတယ်။